အီတလီနိုင်ငံ La Valletta Brianza မြို့မှာတည်ရှိတဲ့တမိုင်းဝင် Brenner ကဘုံကြီးကျောင်းဟာစနေနေ့ညမှာအင်မတန်အကြီးအကျယ်မီးလောင်ကျွမ်းခဲ့ပါတယ်။ဒီဘုံကြီးကျောင်းရဲ့တမိုင်းကျောင်းကိုပြောရရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း၄၀နီးပါ၁628ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့တဲ့တမိုင်းဝင်ဘာသာရေးအဆောက်အဦကြီးတစ်ခုဖြစ်ပါတယ်။မကြာခဲ့ခင်မှာသာသူတော်စင်အဖြစ်သတ်မှတ်ခံရတဲ့စင့်ကာလိုအာကူတက်စ်ဟာလည်းဒီကျောင်းမှာပထမအဆုံးအကျဉ်းတည်လာယူခဲ့ပူပါတယ်။ ဒီလိုသမိုင်းတန်ဖိုးကြီးမားတဲ့ဖုန်ကြီးเจ้าမှာမီးလောင်တဲ့เจ้าမှာ one never အလောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအဆိုပါဘုန်းကြီးเจ้าမှာသတင်းသုံးနေထိုင်ကြတဲ့ဒီလရှင်22ပါးအလုံးမီးဘေးကနေလွတ်နောက်နိုင်ခဲ့ပြီးဘေးကင်းရာကိုရွှေ့ပြောင်းပေးထားနိုင်ခဲ့ပါတယ်။မီးလောင်ကျွမ်းမှုရဲ့အကြောင်းရင်းကိုတော့အီတလီမီးတပ်တပ်ဖွဲ့ Vigili del Fuoco ကစုံစမ်းစစ်ဆေးနေစေဖြစ်ပြီးလက်ရှိမှာတော့ Leicester Wire Short ကြောင့်ထင်နိုင်တယ်လို့ဒေသခံအာနာပိုင်တွေရဲ့ပြောကြားချက်အရသိရပါတယ်။ အဖိုးမပြတ်နိုင်တဲ့သမိုင်းဝင်အမှုပညာလက်ရာတွေနဲ့ခြားပစ္စည်းတွေလည်းမီးလောင်မှုကြောင့်ဆုံးရှုံးခဲ့ရတယ်လို့သတင်းရရှိပါတယ်